အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီနေဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေတောက်ကြတာသမီးအားလုံးအတွက်30ရက်7လ2025ကနေ6ရက်7လ2025အထိမှာဂျုံလို့ရမယ်တပတ်စာကန်ဒမဟော့ကင်းကိုကနတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေပေါ့လေဒီတစ်ခါကလာကဘလိုကန်ဒီယားလေးတွေဂျုံလို့ရတယ်လေပေါ့နော်အဲ့တော့ကပထမဆုံး ရှင်းပုံရှင်းကံကြီးမာတယ်ကျွန်တော်မိတ်ဆွေတောက်ကြတာလို့မသိဘာသာမလို့ထီကံဆန်းကျင်နေဆိုရင်ထီကံနဲ့ပြမယ်နော်ဒီဘောက်တက်တဲ့ကိန်းလေးရှိလို့ပေါ့အောင်လဲထုံးတဲ့နိုင်တယောက်တို့ပါဗောနော်အဲ့တော့အဲဘာထုံးတဲ့လဲဗောနော်ထုံးမဲ့ကျွန်တော်ဒီကရမှာတောက်ကြတာလို့မသိကငါးဆသုံးညဆုံးအဲဒုမဟုတ်သုံးညဆငါးဆုံးအဲ့လိုကံလေးတွေယူထုံးမဲ့ဆိုရင်တော့ကံရဲ့ထောက်ပတ်မှုတွေပို့ပြီးရမယ်လို့အကြံပေးခြင်းနေဗျာနော်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးစပြောခြင်းနဲ့တောက်ကြတာလို့မသိဒီဘယ်ဟောရခါမှာတော့ကျွန်တော်ဘယ်နေမျက်နှာပဲကြည့်ပြီးဟောတော့ကျွန်တော်နားလည်ပေးရမယ်နော် အလုံးနဲ့ပတ်သက်လို့ရှိရင်ဒီကလာမှာလက်ရှိလောက်ကနေပြောင်းအောင်ရွှေ့ရတတ်တဲ့ဂရင်းတွေသွားပါတယ်အလုံးကအဆင်မပြေဘူးလှုပ်ချင်တဲ့စိတ်တွေမရှိတော့ဘူးဘာလို့လဲဆိုတော့အလုပ်တွေကပင်မတော့အကျိုးခံလာဝင်မရတာတွေဖြစ်လာလိမ့်မယ်အထက်လူကြီးကလည်းဖိအားပေးလှုပ်ဖို့ကံမလေးတွေနဲ့လည်းသဘောထားမတိုက်ဆိုင်တဲ့ခါလက်ရှိလောက်မှာမွန်းကျက်နေသလိုဖြစ်ပြီးတော့ခတ်မယ်ဟေးပြောင်းမယ်ဟေးရွှေ့မယ်ဟေးဆိုပြီးဖြစ်လာပါလိမ့်မယ်အဲ့တော့ထွက်ခက်ပြောင်းခက်ရင်ကောင်းမှမလားမေးလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုထဲမှာတော့မကောင်းဘူးပေါ့လေအညံ့လေးတွေကြောင့်ဝင်တတ်တယ်ထောက်ပြီးတဲ့နောက်ဝိုင်းနောက်လို့တစ်ခုအလိုတစ်ခုရှာလို့မရတာလေးတွေဖြစ်လာတယ် ရခိုင်လည်းရတဲ့အလုပ်မှလည်းခုနကအလုပ်အတိုင်းပဲခက်ခဲမှုပြောင်းမှုတွေကြုံရတတ်တယ်အဲ့ဂိင်းသွားမြင်ပါတယ်ဗျာနော်အဲ့တော့ဂိူးတော့စိုက်ပေးရမယ်ကန်စရာလေးတော့တိတ်မတန့်ဘူးပေါ့လေနေလို့ရလဲဆိုတော့လက်ရှိလုံးမှာပဲခရခဏလောက်သိခံပြီးနေလို့ရရင်ကောင်းမယ်ဟိုအရှိလာမဲ့အချိန်လေးမှာတော့ပြောင်းသိရွှေ့သိနေဆိုတဲ့အနေထားလေးတွေရောက်ရှိပိုင်ဆိုင်လိမ့်မယ်နောက်ဒုတိယတစ်ချက်ကအဲအလုပ်တစ်ခုလုပ်တဲ့အခါမှာပေါ့လေဒီကလာမှာဟိုစတင်ပြီးတော့အကောင့်ထဲပေါ်လာလေးတွေကတိတ်သဘောမချဘူးပေါ့ကျွန်တော်အနေရဆိုရင်ဥပမာအလုပ်တစ်ခုစတင်အကောင့်ထဲပေါ်လို့မယ် ဒီမမကြီးယင်းဒီမျိုးတော်ကြီးလုံမယ်ဆိုတဲ့ကိစ္စလေးတွေကဒီကလာမှာမသိမ့်တော်ဘူးမြုပ်ကြကြသွားတာမျိုးတွေဖြစ်တဲ့အကျိုးပေးတဲ့လုပ်ငန်းတွေလုပ်ခဲ့တယ်ဆိုရင်တော့မှချက်ချင်းလက်ငယ်အကျိုးမပေးသေးဘဲနဲ့မြုပ်ကြသွားတာမျိုးဖြစ်တဲ့အခါမှာပတ်စံဆိုင်ရတာလေးတွေယင်းဒီမျိုးတော်နားလေးဟာတွေကတော်တော်နဲ့ပေါ်မလာတာလေးတွေဖြစ်တဲ့ကိစ္စရှိတော့ဂယုတစ်ချက်တော့စိုက်ပေးရပါလိမ့်မယ်ငွေကြေးကတော့စိတ်မပူပါနဲ့ဒီကလာမှာငွေကြေးကငွေကြေးစီးပွားလာလာပါလိအထောက်နဲ့ထိုင်နေရတဲ့ကိန်းပါတယ်ဒါပေမဲ့ရကောကောင်းလားဆိုတော့ရတာတော့ကောင်းတာပေါ့ဒါပေမဲ့ရတဲ့ပတ်စံမြင်မလားမမြင်ဘူးဗျဒီနေ့လာတာထုတ်ပြီးွားရင်မနေ့ကကြာရင်ဒီကုန်းတော့ပဲကျန်တဲ့ကိန်းမျိုးကျွန်တော်ထည့်ပဲမြင်ပါတယ် ပြန်လို့လိုက်ရင်တောက်ကိုစိနေနေမယ်ဆိုတော့နောက်လက်ကြည့်လိုက်လို့ရှိရင်နောက်မှာကြောပဲရှိတယ်ဆိုတော့အနေထားပေါ့အရှိမဘလောက်ပဲရင်အောင်နောက်လက်ကြည့်လိုက်လေအာမရတရားကြီးလေးဖြစ်တဲ့တချို့ပြည်ပရောက်တဲ့သူတွေဆိုရင်ဒီကလာမှာအရှိအပတ်ဆရာပြီးနောက်ကိုပြန်ပြန်ထက်ပြီးတယ်အနောက်မှာလည်းစုမိဆောင်မိတာမိလို့ရှိရင်အဆင်မပြေတာနဲ့ဟိုအားဘလို့ဖြစ်တာတဲ့ဒီအားဘလို့ဖြစ်တာနဲ့အဲ့လိုအတန်လေးတွေကြုံဝန်ကြားရတာတွေဖြစ်တဲ့အထူးသဖြင့်တော့မိဘဆွေမျိုးကြီးကမှတော့တာသမီးတွေတော့ကပေးတာပေါ့လေသူတို့ကအကြောင်းပြုပြီးငွေကုန်ချေချများတာမျိုးတွေကြုံဝန်တဲ့ဂိမ်းမှာကျွန်တော်မြင်မိတယ်ဟိုအားတော့နားတယ်ဟောရတာပေါ့နော် တော့ပတ်သက်ကြီးမမရတဲ့သူတွေကတော့ဒီကလာမှာတခြားတရားနဲ့တော့မတူကြဘူးပေါ့လေမြေဝင်တတ်တဲ့ gain ရှိတယ်နော်ဝယ်ပြအောင်ဝယ်ပေးပါဒီကလာမှာမြေဝယ်ဟိုအရှိလာမယ့်အပိုင်းအရှိလာမယ့်လအပိုင်းခြားတွေမှာအင်ဂျင်ပါတွေဆောက်ဖို့တော့အခွင့်အလမ်းပေါ်တယ်ဆိုတာမျိုးတွေဖြစ်လာလိမ့်မယ်အဲတစ်သိချင်းသွားတာပေါ့မြေဝယ်လို့ရတယ်တစ်သိတွေကကိုနေဖို့မဟုတ်တော့လောက်မှရင်းနှီးမြှုပ်နှံပြီးတော့မြေဝယ်ရမယ်ဆိုရင်တော့ဈေးကောင်းပြန်ရပြီးအကျုံးမြတ်များစွာရရှိတတ်တဲ့ gain တွေမှာပါပါတယ်ဝန်တော်ဖို့ကောင်းတာပေါ့နော်နောက်တောက်ကြတာသမီးတွေအဲဒီကလာမှာငွေကြေးနဲ့ပတ်သက်ပြီးဘယ်သူမှမချင်းငားပါနဲ့ ချင်းကားခိုင်ပြန်မရတတ်တဲ့ဂိမ်းလေးပါလို့အဲ့လိုလာကြည့်တဲ့အခါမှာအဝေးရလူတွေမဟုတ်ဘူးအရင်ရင်းလေးပါလေဆိုတော့ရင်းနေတဲ့သူအချင်းချင်းစဉ်းစဉ်းဒီကောင်မှအချင်းချင်းလာကြည့်လိုက်မယ်မကြည့်တဲ့အခါမှာလည်းကိုယ့်စိတ်သွေးဒေါသထွက်တာလေးတွေကြုံရတတ်တဲ့ဂိမ်းလေးတွေရှိပါတယ်ပိတ်တာမရှိပါဘူးနော်ဒါပေမဲ့ကိုယ့်လက်ထက်ရပတ်စံလေးတွေမဆုံးရှုံးဖို့ပဲဂရုစိုက်ပေးရမယ်နော်ပြီးတော့တောက်ကြတာသမီးတွေအဲဒီကလာမှာအယောင်ဝယ်လုပ်တဲ့သူတွေဆိုတော့မြေယောင်ဝယ်တွေပါလေလို့ပဲတို့ပြောင်းလို့တူလောင်ယောင်ဝယ်လို့ရတယ်ပွဲုံလုပ်ငန်းတွေပွဲသားလုပ်ငန်းတွေအမှန်အချိုးပေးတယ်တွင်းတဲ့ပစ္စည်းပေါ့ ဒါပေမဲ့အတွင်းထပ်မှာမှာဗရမားနဲ့ပတ်သက်တဲ့အတွင်းထပ်ပစ္စည်းတွေကပို့ပြီးအကျိုးပေးတာလေးတွေတွေ့ရတယ်။ရန်နာနဲ့ပတ်သက်တဲ့အတွင်းထပ်ပစ္စည်းတွေကပို့ပြီးအကျိုးပေးတာ။ရွှေနဲ့ပတ်သက်တဲ့အတွင်းထပ်ပစ္စည်းတွေကပို့ပြီးအကျိုးပေးတာလေးတွေတွေ့ရတယ်။အဲ့ဒီလုပ်ငန်းလေးတွေလုပ်နေတဲ့သူတွေဆိုတော့ဒီကလာမှာအကျိုးမြတ်များစွာရရှိပိုင်ဆိုင်တဲ့ကိစ္စမှာပါတယ်။တချို့တွေရွှေထူးတာပေါ့ဒီကလာမှာရွှေကြောတွေ့ပြီးဟေးဆိုတာပေါ့။ရန်နာထူးလို့ရန်နာအောင်ပြီးဆိုတာမျိုးပေါ့နော်။အဲဒါမျိုးတွေကျောင်းကကြားတာဗရမားတွင်းတွေရရှိပိုင်ဆိုင်တာလေးတွေအစားကျောင်းတဲ့ကိစ္စမှာပါတော့ဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်။ ကားတွေပါလေကတော့အဝင်မတော်ပါဘူးရှိတဲ့ကားတွေကမကြာခဏပြတ်တာလေးတွေဖြစ်တာတိုက်မိမလို့ဖြစ်တာပုံသွားတာပဲ့သွားတာလေးတွေဖြစ်တဲ့ beautiful site ပြရမယ်ဂျမိုင်းနဲ့ပတ်သက်လို့ရှင်တော့တောက်ကြသားသမီးတွေဒီကနေ့မှဂျမိုင်းမှာသွားတဖုံနဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တဲ့ game ပါတယ်ပြီးရင်သူကကြောက်ကနဲ့ပတ်သက်ပြီးဖြစ်တာတို့ကြောက်တယ်တာတို့အဲ့ဒါမျိုးတွေဖြစ်တဲ့တော့ beautiful site ပေါ့အယိုးစစ်တွေပဲပတ်သက်ပြီးနာကျင်ကတ်ခဲတာလေးတွေဖြစ်တဲ့ game ရှိတယ်ကျွန်တော်တွေပါလေခောက်လဲတဲ့ game တွေရှိတော့ beautiful site ပြရမယ် ကျမညာလို့စေုံစင်ကံပြမယ်ဆိုတော့ကျန်တာပရိနာနဲ့စားတဲ့စေုံစင်ကံဒီမှာပြမယ်ဆိုရင်အနာနဲ့ဆင်းနဲ့တို့ပြီးတော့ပို့ပြီးတက်တာပြောက်ခင်းနေမယ်ဒီကနေ့မှာတစ်ခုလုံးပဲကံမယ်ဆိုရင်တော့စနေသားသမီးတွေနဲ့ပူးတဲ့အတိုင်းမျိုးလုပ်ပါကိုယ့်တက်ပို့ပြီးကံရထောက်ပမှုတွေရလာပါလိမ့်မယ်အဲ့တော့ဒါပဲတော့လို့ရှိရင်တောက်ကြသားသမီးတွေဒီကနေ့မှာအစဉ်ပြေလာမင်းမပြေဘူးပေါ့လေအဲကိုလိုကနိုင်ဖြစ်တဲ့ game ပါပါတယ်ရှင့်ရင်ကွဲတာပြတ်တာလေးတွေဖြစ်တယ်တတိယတရားပေါ်တာလေးတွေဖြစ်ပြီးတော့ရှစ်တဝခါနောက်ဆဝခါနဲ့အဲကို့ပေါ်မကောင်းမျိုးနဲ့တည်တယ်ဒါပေမဲ့ကိုကလည်း လွတ်မချနိုင်ဘူးဖြစ်ပြီးတော့လိုက်လံဆွဲဖို့ကြိုးစားနေတာမျိုးတွေတစ်ဖက်ကလည်းယုံထုတ်ဖို့ကြိုးစားတာတွေဖြစ်ပြီးတော့ရှစ်တူကနောက်ဆုံးအခါနဲ့တော်တော်လေးတောင်းကားရတဲ့အနေအထားရှိမှာပေါ့လေဂိမ်းဆိုင်ပေါ့အထူးသဖြင့်အဝေးတနေရာခွဲနေရတဲ့ချစ်သူအင်တာဘတ်တွေဆိုရင်ကိုယ်ကဖြစ်စေကိုယ့်ချစ်သူအင်တာဘတ်ကဖြစ်စေတတိယတရားဘောရတဲ့ကိန်းမှာသွားမြင်တော့3တော့ထားပေးရမှာပေါ့နော်အဲမိဘတွေဆိုတော့တချို့ကုသသမီးတွေမမျိုးနဲ့မလဲရုပ်တရက်အိမ်အောင်တွေပါကြာလာမိမခိုးလာရောက်ရောက်နဲ့လိုက်ဝါတာတွေပြပရောက်နေတဲ့ကုသသမီးတွေကအဲသူတို့ဘာသာသူတို့သဘောကျတဲ့သူတွေအတူတူနေလိုက်ကြတာမျိုးတွေကျောင်းကကြားရတာတွေဖြစ်တတ်ပါတယ် ပညာရင်းနဲ့ပတ်သက်လို့ရှိရင်တော့တောက်ကြတောင်းတမှုတွေအရန်ကောင်းပါတယ်ပညာအသစ်သင်ရတာတွေသင်တန်းအသစ်ပြရတာတွေဆရာကောင်းသမားကောင်းနဲ့ဆုံသီးရတာတွေဗီဇာလျှောက်တဲ့သူတွေအောင်တယ်ပြီးပါတော့ဝင်ကျူးသားတယ်ကျူးသားတဲ့ထဲမှာမှအလုပ်နဲ့သွားတဲ့သူတွေကအဆင်မပြေဘဲနဲ့ကြောင်းလျှောက်ပြီးသွားတဲ့သူတွေကပြန်ပြီးအဆင်ပြေတဲ့ကိစ္စမှာပါတယ်ကောင်းတယ်ဗျာနော်ဒီတင်မလား၄ရက်၅ရက်၆ရက်အဲ့ရက်တွေကတော့ပုံမှန်နဲ့မတူဘဲနဲ့ပြန်အချိန်နေနဲ့ဝင်ငွေလေးတွေများလိမ့်မယ်ဆိုတော့ပိုင်ဆိုင်မှုတွေပြောရဆိုရတဲ့ကိစ္စတွေကအဆင်ပြေလိမ့်မယ်ညီကိစ္စတို့အမွေနဲ့ရကြရှိမှဆိုအဲ့ကောင်တော့မှရရှိတဲ့ကိစ္စမှာပါတယ် အဲနိုင်ငံခရီးသွားတဲ့ကိန်းရှိတယ်နိုင်ငံနဲ့ဆက်နွယ်ပြီးလုပ်တဲ့ကိစ္စတွေကနေကံပွင့်လက်ပွင့်နာလေးတွေဖြစ်တည်လာလိမ့်မယ်ကျုံ့နေရတဲ့အခက်အခဲတွေကိုစနေတန်းသမီးနဲ့ပူးတွဲပြီးတော့ဖြေရှင်းနိုင်တဲ့အနေအထားလေးတွေဖြစ်တည်လာလိမ့်မယ်နိုဝင်ဘာလ30ဒီဇင်ဘာလ1ရက်2ရက်3ရက်မှာတော့အညာအခက်တွေရှိတယ်လက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့လက်ရှိနေတဲ့နေရာတွေမှာမနေချင်တော့လုပ်နေတဲ့အလုပ်တွေပြစ်ချပြီးအော်ဟုတ်ပြီးထုတ်ပြခြင်းတဲ့စိတ်တွေပေါ်လာတာမနက်မိုးလင်းတာနဲ့မွန်းချက်နေသူတို့ဖြစ်တာတွေအစားကြောင်းရတဲ့ကိန်းရှိတယ်ပေါင်းဝင်ခြင်းနဲ့လည်းပဏိပခဖြစ်တာအင်းတို့ရင်အင်တော်ရင်မိသားစုရေးရာအဆင်မပြေတာ မျက်နှာချင်းဆိုင်တာနဲ့ယံပြိပခါတွေဖြစ်တာစိတ်မကြည်တာတွေဖြစ်တတ်တယ်ပေါ့နော်လူတို့များဟာတွေစီစဉ်မဲ့ဟာတွေကအရက်ပိုင်းကအလိုလိုချစ်တော်တွေဖြစ်တော့ဂိယူဆိုင်ကမယ်အဲ့တော့ကန်ရရဲ့ထောက်မမှုတွေအပြေဝါရအောင်အနက်ရောင်မိခိုးရောင်အညိုရောင်နှုတ်ရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါရွက်လာပန်းရွှေပန်းလီလီပန်းနေဒီပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ပိုင်ဖျားမှာဖျားမှန်ကတ်တာဖြစ်စေနေအဲ့ခါနေမှာအလှပအောင်ထိုးတဲ့နေရာမှာပဲဖြစ်စေပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကြုံရတဲ့အညံ့တွေကင်းပြီးကောင်းတဲ့ကံတွေပို့ကောင်းအောင်ရေရာလေးခြေကြရအောင် ရရရအနေနဲ့ဘယ်လိုလုပ်ကမလဲတဲ့ဘန်နာပင်တပင်အောင်ဝင်မယ်ဘန်နာပင်မရရင်ဘရောက်ပင်အောင်ဝင်ဘရောက်ပင်အောင်မှမရဘူးဆိုတော့ပိန်တဲ့ပင်အောင်ဝင်ပေါ့နော်ဝင်ပြီးရင်အနောက်ရက်ကိုမျက်နှာမူပြီးတော့မြေပဲယူလေးစားသုံးပြီးတော့မိမိတို့အလိုရှိတဲ့ဆန္ဒလေးဆန္ဒပြုဆုတောင်းခြင်းအားဖြင့်အလိုရှိတဲ့ဆန္ဒလေးတွေဧကံမုတ်ချပြေပြောက်သွားလိမ့်မယ်ဒါပြင်ကြုံရတဲ့အညံ့လေးတွေပြေပြောက်ဖို့အတွက်လိပ်စာကျွေးရမယ်လိပ်လို့နဲ့သူကလည်းလော့မယ်အဲ့ဒါဒီမလို့နဲ့သူကတော့လမ်းမှာခြေခွက်ရှိတဲ့နေရာလေးတွေကိုတဲနဲ့ဖြစ်စေနော်အကျောက်ခရီးနဲ့ဖြစ်စေအစင်ပြာလေးနဲ့လမ်းခင်းပြအောင်ခင်းပေး ကိုယ်တိုင်မခင်းတဲ့သူတွေကလည်းလမ်းပြင်လမ်းခင်းတဲ့နေရာမှာတက်နိုင်တော့ဒါနအားလေးပါဝင်ထည့်ဝင်ပြီးတော့လူတန်းပြအောင်လူတန်းပြလိုက်ပါဒါဆိုတော့ကြုံရတဲ့အညံ့နေအေကံမုတ်ချပြပြောက်တော့ပါလိမ့်မယ်တောက်ကြတာသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါတယ်